sorry ဘာမှခုနလိုက်တာဗီဒီယိုလေးကအမှားသွားလို့နော်အခုပြန်ပြပေးမယ် 3D နော်တရက်17 25ပေါ့နော်နောက်တွဲပေါ့နော်လာမယ့်အချိန်20မျိုးအတွက်နောက်တွဲ site ကလေးပါနော်အဆိုရင်အခုကြည့်ပေးပါဦးနော်ဒီမှာရှိနေတာငါနော်ငါးကဆိုရင်ဒီမှာသူ့ရဲ့အောက်မှာရှိတဲ့ခွန်ရှစ်ပေါ့နော်တပင်ကြောင်မှာရှိတယ်နော်သူ့ရဲ့အောက်မှာရှိတဲ့ခွန်ရဲ့တပင်ကြောင်မှာရှိတဲ့ရှေခွန်ရှစ်နှလုံးပေါက်ခြင်းငါးငါးညီမြခြင်းငါးဆိုပြီးတော့ရထားတယ် နော်ဒါဆိုဆက်သွားမယ်သူရဲ့အောက်မှာရှိတယ်ဒီမှာ၃မှာ၃မှာဆိုရင်ဒီမှာနော်နှစ်ချောင်းနှလုံးပေါင်းတော့ရှစ်၃ရဲ့ပေါင်းဟာရှစ်ဆိုပြီးတော့ရတာလေနော်ဒါဆိုနောက်တစ်ပင်ဆက်သွားမယ်ဒီမှာရှိနေတာ၃ပေါ့နော်၃မှာဆိုရင်ဒီမှာနှစ်ချောင်းပဲနှစ်ချောင်းနှလုံးပေါင်းရင်ရှစ်ဆိုတော့၃ရဲ့ပေါင်းဟာရှစ်ပဲပေါ့နော်ဒါဆိုရင်ဒီကရှိနေတာကဒီမှာ၆ပါနော်၆ကဆိုဒီမှာရှိနေတဲ့ရှစ်ရဲ့ဒီမှာလာမယ်အပိတ်တစ်လုံးရဲ့ပေါ့နော်နှလုံးပေါင်းမယ်ဆိုရင်အပေါ်မှာ equal ပါပါလေ ိုင်းမှချင်းကတော့ပေါ့ပါရှစ်ပေါ့ပါရှစ်ပေါ့နော် equal power ရထားတယ်သူကလည်း equal power နက္ခတ်နဲ့ပဲသွားပါမယ်6ညီမြချင်း6 6ရဲ့ power 1 6ရဲ့နက္ခတ်9နော်နှလုံးပေါင်းရင်6 1ဖြစ်ရမယ်ဒါဆိုရှိနေတာရှစ်နောက်တစ်လုံးနဲ့ပေါင်းရင်6ဆိုတော့10ပဲထဲမယ်ရှိနေတာရှစ်နောက်တစ်လုံးနဲ့ပေါင်းရင်10ဆိုတော့3ထဲမယ်ရှိနေတာရှစ်နောက်တစ်လုံးနဲ့ပေါင်းရင်9ဆိုတော့10ထဲလိုက်မယ်73 10ဆိုပြီးတော့ဒါကထိတ်စီးကအော် sorry ပါအပိတ်နော်အဲပြောနေတာကအကျင့်ပါပါတယ် နာမည်ပြောင်းရတော့မယ်เนาะမရှန်လို့ဒါဆိုရင်ဒါကအပိတ်ပေါ့เนาะ73အပိတ်လေးရတာနောက်တွဲဆိုတော့ကြာမလို့ဒါကအပိတ်လေးပါဒါဆိုရင်ဒီဘက်မှာဆက်သွားကြမယ်เนาะဒီမှာပေါင်းချင်းလေးကိုရှာမယ်ဒီမှာ73လုံးပေါင်းမယ်နောက်88ပေါင်းတော့6 68ပေါင်းတော့4ပေါင်းချင်း4ဆိုပြီးရတာဟုတ်ပြီเนาะဒါဆိုရင်ဆက်သွားမယ်5 4 6 ငါးလေးပေါင်းတော့ကိုကို6ပေါင်းတော့ငါနော်ဒီမှာပေါင်းချင်းလေးလေးပြီးတော့ငါဆိုတော့အောက်ကိုစင်းသူကတပွင့်တူသွားတာပေါ့နော်အဲ့တော့လေးလေးပြီးတော့ငါဒါဆိုလို့ရှိရင်ဒီမှာဒီခါဆိုရင်ဒီမှာ9 9 6နော်ငါးငါးပေါင်းတော့၃ညာ၃ညာနဲ့၆နဲ့ပေါင်းတော့ပေါင်းချင်း၆ငါးကိုလည်းသူကအောက်စင်းတော့တခွင့်တူသွားတော့ပေါင်းချင်း၆ဖြစ်သွားတယ်နော်ဒါဆိုဒီတက်ကဒီမှာရှိနေတာကခွန်ဒီမှာလာမဲ့ကနန်းနှလုံးနော်၃လုံးပေါင်းမဲ့ဆိုရင်ပေါင်းချင်းပါဖြစ်ကမလဲ၆ကိုတက်တူမဲ့ဆိုတော့ ခွန်ဖြစ်ကမှာပေါ့နော်။နောက်ကြီးခွန်နဲ့ဖြစ်ကမှာဆိုတဲ့အတွက်ကြောင့်အဲ့ဒါဆိုရင်ညီမတို့ခုနကတော့ရထားတာကဗာလေးရထားလဲ။အပိတ်ကဒီမှာ73ရထားတယ်73ကိုအစားသွင်းလိုက်မယ်။နော်ဒါဆိုလို့ရှိရင်၃လုံးပေါင်းရင်9ဖြစ်ချင်တာပေါ့နော်၃လုံးပေါင်းရင်9ဖြစ်ကမယ်ဆိုတော့ဒီ၈ကိုအရင်အစားသွင်းမယ်9ရှစ်နှလုံးပေါင်းရင်9နော်နောက်တစ်လုံးနဲ့ပေါင်းရင်9ဖြစ်ချင်တယ်ဆိုတော့2ထည့်လိုက်မယ်ဟုတ်ဒါဆိုရင်အစားသက်သွင်းမယ် နော်ခွန်၃နှလုံးပေါင်းတော့၃ညနာတလုံးနဲ့ပေါင်းရင်လည်းခွန်ပဲဆိုတော့၃ညနဲ့ခွန်နဲ့ပေါင်းပါခွန်ခွန်နဲ့ထည့်ရမယ်နော်အဲ့တော့ခွန်၁ပေါင်းတော့၈နော်နှလုံးပေါင်းရင်၈နောက်တလုံးနဲ့ပေါင်းရင်ခွန်ဆိုတော့၉ထည့်လိုက်ပါပေါ့နော် နောက်တွဲလေးက2839ဆိုပြီးတော့နောက်တွဲလေး3တွဲရထားတယ်ဒါကလာမယ့်ပတ်တက်ရှာတွေ့ထားတဲ့နောက်တွဲလေးပေါ့နော်ညီမရှာတွေ့ထားတာကိုချက်ပတ်ခြင်းဖြစ်ပါတယ်အခုတို့မတို့ကအကြိုက်တူဝဲကျန်တဲ့တက်မယ်ဆိုလိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲလာမယ့်ပတ်မှာအဆင်ပြေကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်